ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ညီမကုံဆောင်ခရမ်းလာဝိမေ Veronica ကို One Championship က Champion စင်ခေါ်ခွင့်ပေးတော့မှာလားဆိုတဲ့အကြောင်းအရာကိုသုံးသပ်တင်ဆက်ပေးမှာဖြစ်ပါတယ်မြန်မာကုန်ဆောင်ခရမ်းလဝိမေ Veronica ကတော့ပြီးခဲ့တဲ့တောက်ချန်လေးကမြန်မာပြည်သက်တွေဆာလုံနေတဲ့နိုင်မွေးတပွဲကိုပုံဖော်ပေးနိုင်ခဲ့ပါလေ။သူမှထိုင်းနာမည်ကျော် Fighter Junior Fighters နဲ့ရင်ဆိုင်ထိုးသက်ခဲ့ရတာဖြစ်ပြီး Junior Fighters ကိုဒုတိယအချိန်မှာပဲ TKO နဲ့နိုင်ပြခဲ့ပါလေ ဖလိုနီကာရဲ့အကောင်းဆုံးဆွမ်းဆောင်ရည်ကိုခြားပြနိုင်ခဲ့တာပါအဲလိုမျိုးဆွမ်းဆောင်ရည်ကောင်းတွေခြားပြနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ဖလိုနီကာဝမ်ချမ်ပီယံရှစ်ဥက္ကဋ္ဌကြီးချက်ထရီချင်းမြင့်နဲ့ဘတ်သုံးသိန်းခွဲကိုပါဆုခူးသွားခဲ့ပါလိမ့်တကယ်ကိုကောင်းမွန်လို့နဲ့နိုင်မောရီပွဲကိုဖလိုနီကာအနေနဲ့ပုံဖော်ခဲ့တာပါအဲ့ဒီပွဲပြီးမှမြန်မာမီဒီယာတွေကနိုင်ငံသားမီဒီယာတွေကပါဗရိုနီကာရဲ့နောက်ပွဲနဲ့ပတ်သက်ပြီးထင်မြင်သုံးသပ်ချက်တွေကိုရေးသားနေကြပါတယ်။အထူးသဖြင့်ဗရိုနီကာရဲ့နောက်ပွဲကချန်ပီယံခပ်လူပွဲဖြစ်နိုင်တယ်လို့တော့မျှောက်ပြင်ရေးသားနေကြတာပါ။ တကယ်တော့ဒီပွဲကနည်းနည်းဖြစ်နိုင်ရင်နည်းနေပါသေးတယ်။ဖရိုနီကာကအခုမှပြန်လည်နိုင်ပွဲပုံဖော်နိုင်ခဲ့တာပါ။အနည်းဆုံးနောက်ထပ်နှစ်ပွဲလောက်တော့ထပ်မံနိုင်ပွဲပုံဖော်စီခြင်းသေးပါတယ်။ဒါကတော့ကျွန်တော်ရဲ့စန္ဒဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အဆင့်ချော်ပြီးမထိုးစေချင်တာဖြစ်ပါတယ်။အဆင့်ချော်ပြီးထိုးတဲ့ရင်မလိုလားအပ်တဲ့အရှုံးတွေရင်ဆိုင်ရနိုင်ပြီးရှိလို့ဖြစ်ပါတယ်။ဖရိုနီကာလက်ရှိမှာအတက်မွေတန်းမှာထိုးတက်နေတာပါ။အတက်မွေတန်းမွေထိုင်းချန်ပီယံကဘရာဇီးနိုင်ငံသူအလက်ရှာဟဲလန်ရိုဒီကွတ်စ်ဖြစ်ပါတယ်။ အလရှာနောက်ဆုံးပွဲစဉ်ကို2025ခုနှစ်မတ်လကထိုးသတ်ခဲ့တာဖြစ်ပါတယ်။သူမအဲ့ဒီပွဲမှာအလဲထိုးနဲ့နိုင်မရရှိခဲ့ပါတယ်။ဆိုလိုချင်တဲ့အကြောင်းအရာကိုပြန်တင်ဆက်ချင်ပါတယ်။ဖရိုနီကာအနေနဲ့နောက်ပွဲမှာခပန်းလူဝင်ရမလားလို့မေးရင်ရမယ်မရဘူးတက်အပ်မပြောနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ one championship ကသူတို့အတွက်အကျိုးရှိရင်ကလကအဖွင့်ပွဲမှာတော့မှ champion လူဝင်တန်းတက်ပေးတတ်ပါတယ်။ရှေ့ကဂျပန်ဖိုင်တာတွေကိုတည်ပေးခဲ့တာကိုတာရကအနေနဲ့ကြီးရှုနိုင်ပါတယ်။ ဗရိုနီကာရဲ့နောက်မှာမြန်မာပြည်သက်ဘလောက်များလဲဆိုတော့သူတို့ကကောင်းကောင်းကြီးသိပါတယ်။ JoJo 1 Friday 5ပြိုင်ပွဲတွေမှာတော့ဒီလိုမျိုးပြည်သက်ဝန်းရံမှုများတာချန်ပီယံလူပွဲသာထိုးဝင်ပေးလိုက်ရင်ဘလိုမျိုးဝန်းရံမှုတွေများလဲဆိုတော့ One Championship ကကောင်းကောင်းကြီးကိုသိထားမှာပါ။လရှိတိမှာဗရိုနီကာထိုးတက်နေတဲ့အက်တမွေတန်ချန်ပီယံကလည်းပွဲရထားခြင်းမရှိသေးပါဘူး။ဒါကြောင့်မဖြစ်နိုင်ဘူးလို့လည်းတန်ပြောလို့မရပါဘူး။ကျွန်တော်ကတော့အဆင်မကျော်စေချင်သေးပါဘူး။တဖြည်းဖြည်းနဲ့ဆက်သွားရင်ချန်ပီယံလူ့ကွန်းကဒီနှစ်ကုန်ပိုင်းမှာတော့ရသွားနိုင်ပါလိမ့်မယ်။ အနည်းဆုံး၂ပွဲလောက်ထိုးသတ်ပြီးအဲ့ဒီ၂ပွဲကိုအကောင်းဆုံးပုံစံနဲ့နိုင်ပွဲယူပြနိုင်ဗရိုနီကာလက်ထက်ကိုချန်ပီယံလူးခွင့်ကကျင်းသေးရောက်လာမှာပါဝမ်ချန်ပီယံရှစ်အဒမ်မွေတန်မှာလည်းဖိုက်တာအများပြမရှိပါဘူးအမျိုးသမီးဝိတ်တန်ဖြစ်တဲ့အတွက်ကြောင့်မလို့ပိုလို့တော့ဖိုက်တာတွေရှားနေပါသေးတယ်ဒါကြောင့်မလို့ဗရိုနီကာအင်းကြီးနဲ့နောက်ထပ်၂ပွဲလောက်သာထပ်မံနိုင်ပွဲပုံဖော်နိုင်ခဲ့ရင်ချန်ပီယံလူးဝင်ကြီးကပြင်းမလို့တော့ပါဘူးဗရိုနီကာနဲ့ရင်ဆိုင်ထိုးသတ်လို့ရနိုင်တဲ့ဖိုက်တာကောင်းတွေလည်းအဒမ်မွေတန်မှာရှိနေပါတယ် ဲ့ဒီပွဲတွေကသာဗရိုနီကာနေနဲ့တူတူချာချာကောင်းကောင်းမွန်မွန်ကျော်ဖြတ်နိုင်ရင်ဒီနှစ်ကုန်ပိုင်းမှာတော့ချန်ပီယံတရဖူကြီးကဗရိုနီကာစီရောက်ရှိလာနိုင်ပါတယ်အဆင့်ကျော်ထိုးပြီးစင်ပြောင်းကြီးအမိရောက်မှတစ်ဆိုသလိုဖြစ်သွားတဲ့ fighter တွေကဒူးနဲ့တည်ပါပဲ။ဒါကြောင့်ကျွန်တော်တို့ကရင်လောဝိမဲ့ fighter ကိုတဆင့်ချင်းစီပဲထိုးသက်စေချင်တာပါ။ Veronica ရဲ့ပွဲကလာမယ့် July လမှလောက်မှတော့ဖြစ်နိုင်ချေရှိပါလိမ့်။လာမယ့် July လထဲမှာမြမကုံဆောင် fighter ကြီး online ဆိုင်ရဲ့ပွဲရှိနေတယ်ဆိုတဲ့အသံလေးတွေကိုလည်းရဲရဲလေးတွေကြားနေရပါလိမ့်။ ကောလာဟာလာတရင်နေဖြစ်လို့အတိတော့ယူလို့မရသေးပါဘူး။အဲ့ဒီပွဲမှာသာအွန်လိုင်းဆန်တဲ့ဗရိုနီကာရဲ့ပွဲကိုသာတကတ်ထဲမှာထားပြီးကျင်းပလိုက်ရင်တော့မြန်မာပြည်သက်တွေအတွက်အရန်ကိုကောင်းတဲ့ပွဲချမ်းတစ်ပွဲဖြစ်သွားမှာပါ။ဒီနေရာကဖိုင်းရွာသာကျင်းပတဲ့ပွဲစဉ်မှာထည့်သွင်းလိုက်ရင်အဲ့ဒီပွဲကတော်တော်ကိုကောင်းတဲ့ပွဲချမ်းတစ်ပွဲဖြစ်သွားမှာပါ။တဝင်းလုံးကိုမြန်မာပြည်သက်အပြည့်နဲ့ဝင်းရံအားပေးကြမှာဖြစ်ပါလိမ့်။တကယ်ကိုချိန်နှက်စရာကောင်းပါလိမ့်။အဲ့လိုအခင်းကျင်းပြီးဖြစ်လာစီကြပါလိမ့်။ မြန်မာကုန်ဆောင် Fighter G Online ဆန်ကိုရိုင်းကလည်း Veronica နဲ့တက္ကသိုလ်မှာထိုးသက်ချင်တယ်ဆိုပြီးတော့တောင်ပြောဆိုထားပါတယ်။ဘလို့အခင်းချင်းနေဖြစ်လာအောင်မလဲဆိုတော့လောဆောင်ကြည့်ရမှာပါ။ပရိသတ်တွေနေနဲ့ Veronica ရဲ့နောက်ပွဲကဘလို့အခင်းချင်းဖြစ်လာမယ်လို့ထင်မြင်ဦးစားမိပါတယ်။ Online ဆန်နဲ့ Veronica တို့ရောပွဲစဉ်တစ်ပွဲထဲမှာပဲအတူထိုးသက်ရမယ်လို့ထင်မြင်ဦးစားမိပါမလား။မိမိတို့ရဲ့ထင်မြင်ချက်တွေကိုလည်းဝင်ရောက်ဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာ။ ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပဲပဲဒါမင်းဒီမှာလေး MMA လောကနဲ့အောက်ဆာလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်တော့ဘူး subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာအားလုံးပဲတာပြောရှင်မယ်ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်းဆိုင်နေကြပါစေ